阿公 u a 阿公 u a 阿公，我还没米捞家呢，好啦，我还没来呀，我还没来捞米，喏，我讲我讲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 ，拿讲我讲，我讲我讲，我讲我比他讲我可能都我讲，有七八讲，是讲我讲，我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 讲我不我讲我讲，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 我讲 Hello Chairman မြဝပြည်သူညကိုမော်မမများအားလုံးပဲမင်္ဂလာပါ News Pitch Channel ကနေပြန်မကြိုဆိုလိုက်ပါရစေ2025ခုနှစ်အပရလနေ့နဲ့ကျွန်တော်ဗိုလ်ဒူးနေမှာပြန်မှနောက်ဆုံးကြားသိရတဲ့ ငလင်ဘေးဒါနဲ့ပတ်သက်ပြီးတော့မှအထူးသတင်းတွေနဲ့တော်လန်သတင်းတွေကိုကျွန်တော်နဲ့ကြည့်မှမလို့ပါနော်ကျွန်တော်တို့စာဆုံးကြည့်ရှုပေးကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ဒီနေ့မှမှအခုဆိုရင်တော်လန်ရဲ့ရဲဘော်တွေနဲ့တူပါနော်ပြည်သူတရားလုံးအနေနဲ့ပူပေါင်းပြီးတော့မှလှုပ်ဆောင်နေတာမလို့မကြခင်မှာတော့ဒီဘေးဒါကနေပြီးတော့မှအကောင်းဆုံးကြော်ဖြတ်နိုင်မယ်လို့ကျွန်တော်အယုံဆုံးအနေနဲ့ပြောချင်ပါတယ်ကျွန်တော်ခရင်လိုပဲအယုံဆုံးအနေနဲ့သတင်းတိုလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ မန္တလေးမြို့နေဘိုပြူပြတော့မှာအမေရိကညနေပိုင်းမှာမြင်းကလင်းတခုထပ်မံလုခခဲ့ပြတော့မှာနောက်ဆက်သွင်းကလေးငယ်တွေဆက်လက်လုခနိုင်တဲ့အတွက်ပြည်သူတွေတတိပြုနေထိုင်ကြဖို့အညူကြီးဆိုရအတိပေးရထုတ်ပြန်ထားတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဒီနေ့ညနေပိုင်းထပ်လို့သွားတာပါတိတိတာတာကိုလို့သွားတယ်စကန်ပိုင်းလောက်တော့ကြော်တယ်။နောက်ဆက်သွင်းကလေးတွေကနေ့စဉ်နေပောက်လုနေတယ်ဆိုပြတော့မှာဒေတာခံပြည်သူတို့ကနေပြတော့ပြောဆိုထားတာပေါ့နော်။ဆိုတော့ကျွန်တော်တို့ March 28နေ့မှာလုခထားတဲ့ဒီ7.7 magnitude ရှိတယ်ပေါ့နော်။ ငလင်လောက်ခပြရနပိုင်းမှာဟိုးဆိုရင်ငလင်ငယ်တွေဆက်တိုက်ဆိုလို့လောက်ခနေတာပြောမမချခင်ရပိုင်းတွေတိဒီလိုမျိုးတွေဖြစ်ပေါ်လာမယ်ဆိုပြီးတော့မှအန်ယူဂျီနဲ့ပေါ့နော်တခြားဒီမြင်ကလင်နဲ့ပတ်သက်ပြီးတော့မှကြွန့်ကြွန့်နဲ့သူတေတီတွေကနေပြီးတော့မှပြောဆိုထားတာမို့လို့ကျွန်တော်တို့မိဘပြည်သူတွေပြောကြလို့ဆက်ဆက်ဆောက်ဝင်နေတဲ့ channel ဒီလိုမျိုးတိခတ်ပစ္စည်းမှုများတဲ့နေရာတွေတတ်တွေကိုရှောင်ကျဉ်ပြီးတော့မှတော်လာနေတိုင်းကြဖို့ဟိုးဆိုရင်အတိပေးပြောဆိုလာကြတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ ရော်ရီတိုင်းရင်တွင်းမှာတိုက်ပွဲတွေအတွင်းစစ်ကောင်စီနဲ့အတူပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ပြူစော်တိပြည်သူ့စစ်အဖွဲ့ဝင်တရားချော်တေဆုံးခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။အမတာ3-4ကာကင်းတွေပြုတ်တာမှာပြူစော်တိပါတေကုန်တဲ့အခုလူရင်းအားထပ်ဖြစ်မဲ့ကြားပါတယ်ဆိုပြီးတော့မှရေကြီးမြို့နယ်ဒေသခံတူကနေပြန်မပြောဆိုထားတာဖြစ်ပါတယ်။စစ်ရဲလိုအပ်ချက်ကိုစစ်ကောင်စီကစစ်မှုထမ်းတင်တန်းသားတဲ့တွေနဲ့အစားထုတ်ပြီးအခုဆိုရင်အမတ်34အမြောက်တက်အမတ်34ကိုတင်တသားတက်တရားခံပို့ဖို့ရှိနေတယ်ဆိုပြီးတော့ကျွန်တော်ထလောင်းတရတာပဲဖြစ်ပါတယ်ဆိုတော့ဒီကောင်တွေကတော့ အခုဆိုရင်ကျတို့ပေါ့နော် every time ထဲမှာအေးအေးနဲ့ပူပီတဲ့ပူပေါင်းတဖို့နေရထိုးဆိုးတယ်တော်တော်လေးကိုကြောက်နေကြတာဖြစ်မှာအဲ့ဒီထဲမှာပြုတ်ခွေးတယ်ဟာဆိုရင်လက်ခုချင်းတိတရားကျော်လောက်ကိုမျောစာဖြစ်သွားတယ်လို့ကျတို့မျိုးပါပြီသူတွေအတွက်တရင်ကောင်းကြားတာပဲဖြစ်ပါတယ်နောက်ဆုံးသတင်းတို့သူဖို့အနေနဲ့ကတော့ညီနောင်မမိတ်သုံးဖွဲ့ကငလျင်နောက်ဆက်သွဲကယ်ဆယ်လုပ်ငန်းတွေအများဆုံးတစ်ယောက်ဆိုဆောင်ရွက်နိုင်ဖို့တလားတာတစ်ဖက်တည်းအပြည့်ရအကြောင်းဧပြီလ3ရက်နေ့မှာကြေညာလိုက်တယ်ဆိုတဲ့သတင်းကောင်းဖြစ်ပါတယ် နိုင်ငံတွင်းငလျင်နောက်ဆက်သွဲကယ်ဆယ်လုပ်ငန်းတွေအများဆုံးထိရောက်စွာဆောင်ရွက်နိုင်ဖို့တပ်ပွဲဖြစ်ပေါ်လျက်ရှိတဲ့နေရာတွေမှာဒုစရီကိုပြုလုပ်မှာမဟုတ်ဘဲနဲ့တလားတာတစ်ဖက်သက်အပြည့်ရခလိုက်ချင်းဖြစ်ပြီးတော့မှထုတ်ပြန်လဲတဲ့အချိန်ကနေစတင်ပြီးတော့မှညီနောင်မမဲတွေနဲ့စစ်ကောင်စီတို့တပ်ပွဲဖြစ်ပေါ်လျက်ရှိတဲ့နေရာတွေမှာမိမိကိုမိမိခုခံကာကွယ်တဲ့တုံ့ပြန်မှုကလွဲပြီးတော့မှမိမိတို့ဘက်ကစတင်ထိုးစစ်ဆင်တိုက်ခိုက်မှုပြုလုပ်မှာမဟုတ်ဘဲနဲ့ဧပြီလ3ကနေ30ရက်နေ့ထိတလားတာတစ်ဖက်သက်အပြည့်ခတ်ရဆက်လိုက်တဲ့ဆိုပြီးတော့မှညီနောင်သုံးဖွဲ့ကနေပြီးတော့မှ တယ်ဝင်ထုတ်ပြန်လိုက်တာပဲဖြစ်တယ်ကျွန်တော်တို့ဘက်ကနေပြမပါနော်အဲ့လိုမျိုးလူသားဆန်စွာနဲ့ပြုလုပ်ပေမဲ့စကောင်စီရတော့အခုဆိုရင်တရဇက်အနေနဲ့ကျွန်တော်တို့ဗီဒီယိုတွေဘက်ကနေပြမထိုးစစ်တွေရက်တန်တယ်ဆိုပြမပါနော်ချိန်ညာလိုက်တော့သူ့အနေနဲ့ပြန်ပြတော့မှတံပြန်တက်ခိုက်မယ်ဆိုပြမမြောက်လိုက်ကိုယ်တိုင်ချိန်ညာထားတာမလို့ဒီကောင်တွေရဲ့စေရက်ကအောက်တန်းချရုပ်မာတယ်ဆိုတာဟိုးဆိုကျွန်တော်တို့ဗီဒီယိုအလုံးသိရှိရတာပဲဖြစ်ပါတယ် ဆိုတော့ကျွန်တော်ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကျင်းပါကတော့အခုဆိုရင်မြောက်လင်တို့အိုးစုကနေပြည်တော်မှာပေါ့နော်နိုင်ငံတကာအဖွဲ့အစည်းတွေကိုသူတို့အနေနဲ့ဗန်းပြပြည်တော်မှာခွက်ခေါက်တောင်းနေချိန်မှာမြောက်လင်ကနေပြည်တော်မှာပြည်တွင်းမှာဘယ်လိုမျိုးအကြံရုပ်တွေနဲ့ပြည်သူတွေပေါ်မှာတက်ဖြတ်ဖို့လို့ဆောင်နေလဲဆိုတော့တင်ဆက်ထားတဲ့ဆရာလူမြတ်ကျော်ရဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေဖက်ထားလဲဆိုတာကျွန်တော်စာကြည့်လဲရအောင်နော်တောင်ကြီးစက်သွားရုပ်ဘုံရုံမှာပတ်လန်းစစ်မဝဲခရင်ကြီးဆက်လမ်းပေါ်မှာစစ်ကောင်စီစစ်ကြောင်းထူလာလို့ ပြည်ကဝေးတက်ပြီကခန့်တာကြဖြင့်တိုက်ခတ်ခဲ့ချောက်ရောက်မသာပေါ်လေလို့ပြောင်းပြီတောင်နေကြီးပုံနဝဒီတက်မဟာခေတ္တရင်းစပောင်းဝေးပိတ်တလို့ပြည်ကဝေးတက်ဖွဲ့နေပြီးတော့တိုင်900နှစ်အဝေးပြောက်ကြတက်ဖွဲ့တာရီကခုကကပွဲခဲ့ပါတယ်အင်းဆရောဒီနေ့ဒီအချိန်မှာနော် မပြောမဖြစ်ပြောပါလေတကူချမ်းမြတ်ပြောချင်ပါလေဒီလိုပြောရင်တော့ဆဲကြလိမ့်ဦးလားတော့သာဖတ်နေလေကောမန်ဒီဆိုတော့ Taiwan ကဲစီလာတယ်စကားစကားခုမပြောဘူး Taiwan လက်လျှော့သွားတယ်ဒီနေ့တော့ပြန်ဝင်ရပါကြတယ်တရင်ကမသိကြသေးဘူးဒါမှမဟုတ်ကျွန်တော်တို့ဆက်တက်ကိုဆဲတယ်ဖတ်စစ်တက်ပြည်သူလူထုကိုကဲဖို့အဲကဲစီလာဘူးပေးမှုခင်ဘူးဟုတ်တယ်ဘာကိုဘာကိုပြလဲ legitimacy ပြည်ဝင်ခွင့်နေပြည်ထောက်ခွင့်နေဘယ်လိုတင်းချုပ်ထားတာလဲဆိုတဲ့ကိစ္စအဲ့တော့ထိုင်ဝမ်လုံခြုံရေးကယ်ဆယ်ရေးအဖွဲ့က NUG ကိုချိန်ဆက်မယ်ဆိုရင်ပြည်ဝင်ပြည်ထောက်ခွင့်ဘာမှ legitimacy ဘာမှမရဘူးဆိုတော့တက်ပြီးပြတာလို့ကျွန်တော် NUG ကလူကြီးမင်းနေဘဝင်လေဟတ်မှာဆိုလို့ပြောနေတာဖြစ်ပါတယ်အဲ့တော့အခုငလင်ဘေးမှာ ဘတ်စတာဖျားတော်တော် ခင်းတာတွေ့ရပါတယ်။သူ့ရဲ့ legitimacy ကိုမရရအောင်ညီပေါင်းစုံတွေရယူနေတာကိုတွေ့ရပါတယ်။ညီမဆရာလူမြတ်ကျော်ပြောတဲ့ပုံစံတော့ရှင်းတယ်ပေါ့နော်။မြောက်လန်တို့အုပ်စုကတော့အခုဆိုရင်ပြည်သူလူထုတွေဒီလိုမျိုးငလေးမေးတမ်းတင်နေတဲ့အချိန်မှာကဲဆဖို့ရောက်လာကြတဲ့နိုင်ငံဖွဲ့စည်းတွေထားတပ်ဖွဲ့ဖြစ်တယ်ပေါ့နော်။ထိုင်ဝမ်ကဲဆတပ်ဖွဲ့တွေတော့မှသူတို့နေတဲ့အခုဆိုရင်ပထမတော့ကလက်ပြန်ခိုင်းတယ်လို့ကျွန်တော်သိရတာပထမအခုဆိုရင်ပြန်လည်လက်ခံတယ်ဆိုပထမပေါ့နော်။ တတင်းတွေထွက်ပေါ်နေတာပဲဖြစ်ပါတယ်ဒီကြားထဲမှာတော့သူတို့အနေနဲ့သူတို့ရဲ့ဒီ ledger timacy နဲ့ပတ်သက်ပြီးတော့မှအခုဆိုရင်သူတို့အနေနဲ့ပေါ့နော်နိုင်ငံတကာကိုတရားဥပဒေစိုးမိုးမှုရှိတယ်ဆိုတဲ့ပုံစံမျိုးချပြလှုပ်ဆောင်နေတာဖြစ်ပြီးတော့မှကျွန်တော်ဘက်ကနေပြီးတော့မှဆက်နိုင်တဲ့ဖို့အများဆုံးပေါ့နော်လိုအပ်နေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီဆက်နိုင်တိုက်မဲ့တာဒီတရားဥပဒေစိုးမိုးရေးနဲ့အနေနဲ့ထိန်းချုပ်မှုတွေမှာဒါအဓိကကျမယ်ဆိုတာကိုအခုတွေ့နေရတာမို့လို့ပြီးသူတရားလုံးအနေနဲ့တော်လိုင်းတက်ဖို့နဲ့ပူအောင်ပြီးတော့မှပေါ့နော်ကျွန်တော်တော်လိုင်းရဲ့ကိုအနိုင်နဲ့ပိုင်းဖို့လိုအပ်နေတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ပြည်သူတွေဗီဒီယိုခဘလိုပဲကြုံတွေ့ကြုံတွေ့ပါနော်ခက်ဆက်ဆက်မြောက်လိုက်တို့စစ်ကောင်းဆောင်တွေရဲ့ရုံမှာကောက်ချက်ပုံတွေကိုတင်ဆက်ထားတဲ့တဲ့တင်လေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်အာနာသိမ့်ပြီးတိုင်းပြည်ကိုကာလာကြရှိစွာအုပ်ချုပ်ခဲ့ကြတဲ့နဝတနဝဖအစ်အစိုးရလက်ထက်တွေမှာတဘာဝဘေးကူညီကယ်ဆယ်ရေးအတွက်ရဟယင်လေရင်များတိကျဝယ်ယူခဲ့ခြင်းမရှိခဲ့ပါဘူးအင်းဘယ်ဝယ်မလဲအကောင့်တွေရောက်မှသာတဘာဝဘေးအတွက်အသုံးပြုဖို့အတွက်ရဟယင်ဝယ်ယူနိုင်ခဲ့တာကိုတွေ့ရပါတယ် 2020ပြည်နှစ်ဖေဖော်ဝါရီလမှာချပြခဲ့တဲ့ကန်ဒေါ်လာ14သန်းကျော်တန်အီတလီလီယိုနာရို AW139 ရဟတ်ယာဉ်ဟာမြန်မာလူကေပြန်တမိုင်းမှာပထမဆုံးရဟတ်ယာဉ်ဖြစ်မယ်ထင်ပါတယ်။မြန်မာတပ်မတော်မှာကန်ဒေါ်လာ12သန်းဝန်းကျင်တပ်မိုးရှိတဲ့ MI35 ရဟတ်ယာဉ်တွေရှိပါတယ်။ဒါပေမဲ့နိုင်ငံအတွက်ပထမဆုံးကယ်ဆယ်ရေးရဟတ်ယာဉ်တစ်စင်းကိုအယက်သားအစိုးရတက်ပြီး9နှစ်နီးပါးကြာမှသာပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။ ီလိုဝယ်ယူမှုကိုစစ်တပ်ကအတိအမှန်မပြုခဲ့တဲ့အပြင်အညိုးပါထားခဲ့ပါတယ်2021ခုနှစ်ဆရာနာသိမ်းပြီးနောက်ပိုင်းမှာရဟယင်ငားယံဝယ်ယူရမှာဗန္ဒာယီစီမင်းစည်းကမ်းနဲ့မညီကြောင်းဆွဆွဲပြီးတမတော်ဦးဝင်းမြင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်လဲနေရာချထားရေးဝန်ကြီးဒေါက်တာဝင်းမြတ်အေတို့ကိုအကြိလိုက်စားမှုငားမှုနဲ့တရားစွဲဆိုခဲ့ပါတယ်။ရဟယင်ငားယံချင်းနဲ့သက်ဆိုင်တဲ့အမှု၃ခု ရဟယင်ပြည့်ပြည့်ထင်းသေးရင်နဲ့တက်ဆိုင်တဲ့အမှုတစ်ခုစွစုပေါင်းလေးမှုအတွက်ထောင်နှံသုံးနှစ်တပေါင်းနဲ့ကြာခံရန်နဲ့ရဟယင်အစ်တတစဉ်ဝယ်ယူတဲ့အမှုအတွက်ထောင်နှံလေးနှစ်ကြာခံဖို့အမိန့်ချမှတ်ခဲ့ကြောင်းတွေ့ရှိရပါတယ်ရှင်။ ဒါတော့မြောက်လိုင်းတို့ကနေပြမပါနော်ပြည်သူတွေငလင်ဘေးဒဏ်ဖြစ်ဖြစ်ဘယ်ဘေးဒဏ်ကြုံတွေ့ကြုံတွေ့သူတို့တွေနဲ့ကြိုတင်ပြစမှုမရှိဘူးဆိုတာကျွန်တော်ခုဆွန်တွေ့တာဖြစ်တယ်။ဒါပေမဲ့သူတို့အနေနဲ့ပေါ့နော်ပြည်သူတပ်ဖြတ်ဖို့ကြတော့ဘတ်ဂျက်တွေလုံးလုံးလောက်ရှိထားတာဖြစ်ပြမခုဆိုရင်လည်းကျွန်တော်ပြည်သူတွေဒီလိုမျိုးငလင်ဘေးဒဏ်တင့်ပြမပါနော်ဒုက္ခရောက်နေတဲ့အချိန်မှာသူတို့အနေနဲ့လုံးဝကဲတင်ပေးတာမျိုးမရှိဘူးဆိုပြမကျွန်တော်သိရှိရတာဖြစ်ပါတယ်။ကျွန်တော် NLA ဆွေးခက်လက်ထက်ကပေါ့နော်ဝယ်ခဲ့တဲ့ ဒီကက်ဆယ်တွေမှာတုံးဖို့ဆိုပြီးတော့မှဝယ်လိုက်တဲ့ဟာရရင်ရဆိုလည်းမြောက်လိုက်တော့တာဖကနေပြီးတော့မှခုဆိုရင်သူတို့ရဲ့ဇိန်ခံသဘောမျိုးနေနဲ့တုံးတယ်လို့ကျိုးချတိရတာပြမတကစကောင်စင်းနဲ့ပေါ့နော်သူတို့ပေါင်းပါတွေရဲ့အာနာရှင်စနစ်ကိုတုံးချပြီးတော့မှဘီဇူလူထုတွေရဲ့ဘတ်ဂျက်နဲ့ဝယ်ယူထားတဲ့အဥ္စာတွေပေါ်မှာသူတို့နေနဲ့မျောမျောတင်းတင်းနဲ့ကျဲ့တလို့စီမံချဲလဲနေတာကိုကျွန်တော်ခုဆိုတွေးနေရတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမိုက်ကွာဇဘောရရနေပြတော့ပါနော်မန္တလေးမြို့ခံပြည်သူတွေကိုကူညီဖို့ဆိုပြီးတော့ဘောမအနုပညာရှင်ကိုဆင့်ခေါ်လိုက်တဲ့ဟာလေကျွန်တော်တက်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်ခါတော့မြန်မာနိုင်ငံထဲမှာနေတာမြန်မာပြည်သူလူထုဒုက္ခရောက်နေတာခါတော့လူရှိကိုထွက်ခဲ့သားမှာอืมအောင်ရဲလင်းတို့ဘာလို့တော့ထွက်လာသေးလဲဒါကတက်မတော်ကိုအားပေးတာမဟုတ်ဘူးတက်မတော်ဝင်ရတာမဟုတ်ဘူးတက်မတော်ထောက်ခံတာမဟုတ်ဘူးကိုယ်တိုင်းသူပြည်သားလူအများဒုက္ခပင်လေဝင်နေတာခါတော့အနုပညာသမိုင်းထွက်ခဲ့ထွက်တယ်ဆိုပါပဲနော်ဒီကောင်တို့လည်းလာခဲ့ ဟိုဒီနေ့တကြံကြမလားမကြမလားတော့မသိဘူးနော်တကြံလည်း UNESCO ဝင်နေတာနော်ဓမ္မငလျားလို့တာကိုရဲအောင်တို့မာကြီးစိုးတို့ကိုရဲအောင်တို့အကုန်လားကိုခန့်စီသူတို့ဟုတ်လားအလူကြီးကြိုတဲ့နေရာမှာဒိန်ခွေးမာနေနေမနေနဲ့အခုအလကုန်လုံးဒုက္ခရောက်နေတယ်ကိုဒိန်တော်တို့ကိုုံသီးတို့ကိုစိန်သီးတို့အကုန်လားစိန်သီးမပေါ်ရအောင်စိန်သီးရအောင်မှာဘာလို့လဲကိုငိမ့်ချမ်းလားကိုငိမ့်ချမ်းတော့ဈာမကြီးမကောင်းကားလိုက်တော့နော်အကုန်လားအကုန်လားအကုန်ဝိုင်းဝန်းပြီးလှုပ်ကြမယ်ဟုတ်လားမန္တလေးမှာရရင်မန္တလေးမှာလှုပ်မယ် နော်ရန်ကုန်ရရန်ကုန်သွားမယ်နော်အမကလူကြီးလင်ကွင်းလာတဲ့ချိန်တော့လာလာကျလာကျတာတော့ကတော့ဟိုတိုင်းသူဒီသားလူများခင်ဗျားတို့တိုင်းပြည်ကိုချစ်ပါတယ်ဆိုတာယုံမှာမဟုတ်ဘူးနော်အဲ့တော့လာအကုန်လုံးလာမတလေးမှာဟုတ်ပြီဇော်ဘုံရင်တော့ဘာလဲဘာနေရဦးဦးနေတော့အမရဘူးလားမလို့ဟုတ်လားအကိုရင်းအောင်လို့လူရှင်တော်တို့ဘွဲကကျုံးသားမှာလောက်အလူတန်းရောက်မရှိကျွန်တော်လည်းကားရောင်းပြီးချမှာလက်တွဲ အမကြီးဆိုမဲ့သူသားတို့ကတော့မိန်းမသားတွေဖြစ်တဲ့အတွက်ဟာလားနည်းနည်းဟိုအစီအမေတဲ့နေရာမှာအဲ့နေရာမှာချအာကိုခန်းစီသူတို့ကလည်းစစ်ကားတွေရိုက်တယ်အစစ်ကားတွေရိုက်တော့စစ်သားတွေဖြစ်တဲ့နန်းတွင်းထဲမှာပဲလူရသေးတယ်နန်းတွင်းထဲကတော့သိမလို့ပါဘူးနန်းတွင်းတိုင်းမူကြီးဘုချုပ်ကျော်ကိုတိုင်းကတာဝန်ကျင်းပါပါအစီအပြေပါပါလုံလုံနိုင်ပါပါတရားကတော့ပြဿနာမရှိပါဘူးဟိမတက်ပါဘူးဟုတ်လားနော်အဲ့တော့ဘုန်းကြီးတွေပါတွေဝေဖို့တဲ့သူကမစိုးရင်ကြောင်းတိုင်းကနော်ဆရာတော်ဦးရသူအခုမနေ့အာယုံဆုံးလေးတို့ နေစိုးလေးတို့ကပ်ဖို့လောက်ကြဟုတ်လားအဲမျိုးသမီးတွေတို့ခုရှင်လက်တို့ဘာလို့ဆိုရင်စစ်ကားတွေပါရိုက်တယ်ဆိုရင်အဲစစ်တပ်ဘာညာရှင်းမှာတွေ့ကြအားလုံးဝိုင်းဝန်းပြီးတွေ့ရမှာနော်အခုလူမင်းတို့ဘာလို့ကရမ်းမိုက်တာစစ်ကားတွေတို့ဘာလို့ဘာပဲစကားပြောဆိုတော်ကီချွေတယ်မလားလူမင်းတို့ပြည်သူတို့အိမ်သာကျော်ရှင်တို့ကစကားပြောတာတော်ကီချွေတယ်တရုတ်ဆောင်လည်းကောင်းတယ်ဘယ်လိုသွားမလဲစကိုင်းကိုသွားအဲ့တော့ PDF လေးတို့မတက်ဘူးလေ တို့ကလက်သုံးကြောင်းတော့ခွဲခြားခွဲခြားနေနော်ဟုတ်လားနိုင်ငံတော်အစည်းအဝေးနဲ့ရုပ်ရှင်စီယုံဥက္ကရာမှားတော့ဘာလုပ်နေလဲရုပ်ရှင်စီယုံကလူတွေဘာလုပ်နေလဲတိုင်းပြည်ဒီလိုဖြစ်နေခဏောင်းငြိမ်နေရလားဒေါ်ဘုံမေးမယ်ဟမ်အမှန်တွေပဲမေးတာဘုတို့ကပုတ်ခတ်ဝေဖန်တာမဟုတ်ဘူးတိုင်းပြည်ဒီလိုဖြစ်နေတာကဲဘောရင်ကတော့ခုချိန်ထိဟောင်းလို့ကောင်းနေတုန်းပဲပေါ့နော်အခုဆိုရင်ဒီဘောမန်နုပညာရှင်တွေလည်းကျွန်တော်တို့အရင်ကဒီတော်လိုင်းရဲ့ဆန္ဒပြပွဲတွေမှာပေါင်းခဲ့ဖို့တဲ့အနုပညာရှင်တွေကိုခွဲခြားခွဲခြားနေပေါ့နော်သူတို့ဒီဘောမန်နုပညာရှင်တွေကိုကြတော့ စကိုင်းဘက်ကိုမပို့ရတာကိုကျွန်တော်ခုဆိုတွေးနေရတာပဲဖြစ်ပါတယ်။ဒီကြားထဲမှာဒီကောင်ကနေပြန်မှာအခုဆိုပေါက်ပန်း၄၀ဒီလိုမျိုးရှော့ဝင်နေတာဖြစ်ပြီးမှဒီလိုမျိုး on air ချင်းရပါတော့ကျိုးဆက်ကိုကျိုးရုံနဲ့မှကြာခင်မှာတော့တော်လိုင်းရေးတက်ဖို့တွေကနေပြန်မှာပညာပြပေးတော်မလားဆိုတာတော့ကျိုးရုံနဲ့ဆောင်ချက်မှာပဲဖြစ်ပါတယ်။ဒီလိုမျိုးဘောမလော်ဘီတိုက်နေနေပါတော့အခုလိုမျိုးချိန်ခါကိုအခွင့်ကောင်းယူပြီးမှအခုဆိုရင်ဘာသာရေးလူမျိုးတွေနဲ့မိုင်းတက်ပြောဆိုနေကြတာမလို့ကျိုးတို့ပြည်သူတွေအထူးဂရုပြုဖို့လိုနေတယ်ဆိုတဲ့အကြောင်းကျွန်တော်ဒီနေ့ကနေအသေးပေးပြောလိုပါတယ်။ ဟုတ်ပြီကျွန်တော်နောက်ထပ်ဗီဒီယိုသဘောနေနဲ့အပသားသကောင်နဲ့ပြီးတော့မှလည်းပေါ့နော်။အုံတော့မရှိဘဲနဲ့အခုဆိုရင်ဒီလိုမျိုးကျွန်တော်တို့ပြည်သူတွေငလင်ပေးတဲ့တင်တာ PDF တွေရဲ့လို့ရအကြောင်းဆိုပြီးတော့မှပေါ့နော်။ပေါ်လိုပဲစားတွေပြောထားတဲ့ဟာလည်းကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်။ကဲအခုပြောမဲ့ပြဿနာယဟန္တာကတော့ကိုကြီးအသေးထွက်ထွက်ပြီးစောင့်နေတဲ့ယဟန္တာတပါအကြောင်းကိုကြီးပြောမယ်။ပြောပါဦး။ဒီတကိုးကြီးယဟန္တာကတော့နောင်လာမဲ့ရီမရီယာမျက်စွာဖျားနောက်တဲ့နှစ်ပေါင်းတောင်းချီကြအောင်ပါနော်။အဲ့လောက်အကြာမှာပြွင့်မဲ့ အရမေရီယမျက်စွာဖျားကိုဖူးမြော်ခြင်းလို့နော်သူ့ရဲ့ခန္ဓာကိုယ်ရဲ့အာယုတင်ခါမှာနော်ဘယ်သူမဆိုအိုနာတေဆိုတာမလွန်ဆန်နေတဲ့အတွက်ကြောင့်သူ့ရဲ့အာသူအာယုတင်ခါကိုဆွဲဆန့်တဲ့အနေနဲ့နော်ခုနအရှင်ဥပဗုဒ္ဓလိုပဲနော်ရှင်ဥပဗုဒ္ဓတော့အရှင်ခန္ဓာကိုယ်အရှင်နဲ့အာယုတင်ခါကိုဆွဲဆန့်ထားတာတကိုးနဲ့ဒီဟန်နာကကြတော့ခန္ဓာကိုယ်အသေးကောင်နေနဲ့ဆွဲဆန့်ထားတာဆွဲဆန့်ပြီးတော့ဒီဖျားပွင့်တဲ့အထီကိုစောင့်မဲ့ယဟန်နာဘယ်ဟန်အတီလားအဲ့ဒါ PDF တွေစိုးမိုးထားတဲ့ဇကိုင်းတိုင်းမှာရှိတဲ့နော်အလောင်းတော်ကက်သပဖြစ်တယ် ီအလောင်းတော်ကက်တဖောက်ကခီးစင်ပေါ့နော်ဒီစောက်နဲ့ခီးစင်မှာဟိုးရှစ်ခစ်ရှစ်ခစ်ကလေးကနေပြီးတော့နော်သူ့ရဲ့အကြောင်းကိုသိလို့မြတ်စွာဘုရားပွင့်တော်မူရဲ့အခြေကိုသွားမဲ့ခီးစင်မှာအများသောအားဖြင့်သောတထေးတွေဘယင်တွေနော်အာနာရှိရဲ့သူတွေကကြောက်တန်ဗဒမြရွှေငွေတွေကိုထပနာအနေနဲ့နော်အလောင်းတော်ကက်တဖောက်ရဲ့အလောင်းတော်ရဲ့ဘေးမှာထားပြခဲ့ဒီလောက်တကိုးကြီးတဲ့ယဟန္တာတပါးရဲ့ ဒေးနာကဌာပနာပစ္စည်းတွေကိုဖောက်ပြီးခိုးယူရဲတဲ့တက်တီမင်းတို့မှာရှိသလားကိုကြီးတို့ဆိုလို့ရင် စိတ်နဲ့တောင်မှပြမားတည်းဘူးဒါကိုဒီကောင်နေလှုပ်တယ်ဒီကောင်နေလှုပ်လိုက်ပြီးဆိုတဲ့ကွာကိုကြီးတို့ကလာတော့မယ်ဆိုတာသိပြီးသားအဲ့ဒီတော့မကောင်းသူပိတ်ပယ်ကောင်းသူကယ်ပဲကိုကြီးတို့ကတော့အတက်နိုင်ဆုံးဖျားတရားလှုပ်တယ်ကိုကြီးတို့ကတက်နိုင်ဆုံးနော်ဒီကက်ဘေးတွေမှာမပအောင်ကိုကြီးတို့ကအများကြီးစူးစမ်းခဲ့တယ်ကွာနော် တော်တော်ကိုတတိကောင်းတဲ့ကောင်းနေပါဒီကောင်းနေကတော်တော်တတိကောင်းတဲ့ကောင်းနေပါဒါကိုအားပေးအားမြောက်လုပ်နေတဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့ပိမ့်ပိမ့်နေတဲ့အကောင်တွေကလည်းအေမတန်မှတတိကောင်းတဲ့အကောင်တွေပါဒီပါသားတော့လုံးဝပါเนาะအတိညာမရှိဘဲနဲ့သူထင်ရအောင်ဆွဲပြုံးပြတော့မှပြောဆိုနေတာကိုကျွန်တော်တွေ့တာဖြစ်တယ်တဘောဘေးတန်တွေဆိုတာကကျွန်တော်ပြမယ်ဆိုရင်တော့ ကျတဲ့ချင်းလာတာဖြစ်ပြမောနော်ကျတို့လူသဘောအနေနဲ့လုံးဝတတ်ဆစ်လို့မရဘူးဆိုတော့အလုံးလက်တည်တာဖြစ်တယ်ဆိုတော့ဒီကောင်တွေရဲ့ပြောပုံရတော့ PDF တွေကနေပြမောပေါ့နော်ဖရဲတန်ကတို့ပြမားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ waterfront ပြောဆိုနေပြမားသူတို့ရဲ့လွဲကနေတဆင်အခုဆိုရင်ကျတို့ဗီဒီယိုတော်များများအဒုက္ခရောက်တယ်ဆိုတဲ့ပုံစံမျိုးကိုသူတို့အနေနဲ့ပေါ့နော်ပေါလိုဘက်ဆာတွေပြောထားတာကိုကျတို့တွေ့တာပဲဖြစ်ပါတယ်မြို့ကဗီဒီယိုတွေနဲ့လည်းဒီဘောမတွေရဲ့ပေါ့နော်ပြောစကားနဲ့ပတ်သက်ပြီးတော့မှကိုယ့်ရဲ့ထင်ရမြင်ရလေးတွေကိုခြိုက်ပြခဲ့ချက်ဖို့ချင်တော်ဒီနေ့ကနေတောင်းဆိုပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့တော်လိုင်းမြတ်တာသားသူဖြစ်တဲ့ဦးကျော်အားနေပြီးတော့မှဗီတူလူထုကိုကြာတော့ဘုံချက်တစ်ဖြတ်နေပြီးတော့မှကဲဆယ်ဖို့ဘတ်ဂျက်မရှိဘူးဆိုပြီးအော်နေတဲ့မြောက်လိုင်းတို့ဆိုဘယ်လိုမျိုးဒက်ဆော်ထားလဲဆိုတာကျွန်တော်တက်ချက်လောက်ကြည့်လိုက်ရအောင်နော်ပြည်သူကိုကောင်းကောင်းဒုက္ခပေးဖို့နော်ကောင်းကောင်းဒုက္ခပေးဖို့ကျဲတဲ့ဘုံတွေအတွက်ပတ်စံရှိတယ်ဟွန်းပြည်သူတွေကိုဝေဟင်ဘုံကနေ ကောင်းကောင်းဒုက္ခပေးဖို့လေရင်တွေကိုဝယ်မဲ့ပတ်စံတွေရှိတယ်။ဒီကနေ့ပြည်သူကိုကာကွယ်ပေးမဲ့အဖွဲ့အစည်းတွေမရှိဘူး။ကာကွယ်ပေးမဲ့ကစားရေးအဖွဲ့အစည်းတွေမရှိဘူး။ဒီကနေ့လုံနေတာဒီကိုဒူကိုဒါစိတ်နဲ့အဲ့ဒီစိတ်အရင်ခံနေတဲ့ပရဟိတသမားတွေကနိုင်တဲ့လောက်နေလှုပ်ပေးနေတဲ့အဖွဲ့အစည်းတွေပဲရှိတယ်။အဲ့ဒါကိုတော့အကန့်အသတ်နဲ့ 六，我 lam, 我都六六六六，六百元的项目。大家务真的话，一嗯，滴滴真真有说说了。六要嘛了，你不是阿那姓李的了，没有嘛家伙呀。人来见，人来爱。大家家里外屋不生细的，家里外屋不生的细的，帐篷的包着帐篷的外屋不生的细的，大明白？ ပြည်သူကိုကယ်ဆယ်ဖို့အဖွဲ့အစည်းဆိုတာယနေ့အချိန်ကြီးထွက်မလာနိုင်ဘူးဟိုလက်ပူတိုက်ရုံမရမယ်ပရာဟိတဆိုတာအချိန်နဲ့တပြင်းညီဒီကယ်ဆယ်ရေးအဖွဲ့တွေကိုလည်းဒီအန္တရာယ်ချရောက်နေတဲ့နေရာကိုမရောက်ပါဘူးမရောက်မလာခဲ့ဘူးတော့အချိန်တွေလွန်လာပြီးမှကယ်ဆယ်ရေးတွေအဖွဲ့တွေကိုဒီကနေ့ဘလောက်ထိရောက်ပါလဲဇော်မင်းဇော်မဲလုံးလို့ပါပြောတယ် ဟင်နိုင်ငံတကာဒီတည်င်းဆောင်တည်င်းဆောင်နေအခက်ခဲရှိလို့တဲ့ဘာအခက်ခဲလဲရန်ကုန်တစ်မြို့လုံးထားလို့ရတယ်ဟင်ရန်ကုန်တစ်မြို့လုံးဘယ်နေရာထားကျင်တယ်ပြောဘာအခက်ခဲလဲမင်းတို့နော်မင်းတို့ရုပ်မာတဲ့စောက်ကျင်နေသိပ်သွားမှာစွန်းလို့မင်းတို့အဲ့ဒီနိုင်ငံတကာတည်င်းဆောင်တွေပေးမဝင်လားရှင်းလားမင်းတို့စောက်ကျင်နေတော့ကြိုသိပ်ပြီးသားမင်းတို့စောက်ကျင်နေဘူးချက်ပြောရတဲ့အကြောင်းပါနဲ့နော် မြောက်လန်တိုးဆိုတော့ဘလိုပဲပြောပြောကျတို့ပြည်သူတွေဒုက္ခရောက်နေတာတောင်မှသူတို့တွေနဲ့ရင်းနှီးသူဝါကိုထိုးနေတဲ့ပုံစံမျိုးလှုပ်ဆောင်နေတာဖြစ်ပြီးတော့မှအဲ့လိုမျိုးသူတို့လိုရတွေကြောင့်ပါနော်ကျတို့မတည်တင်ပဲနဲ့အသက်ဆုံးရှုံးခဲ့တဲ့ပြည်သူတွေများစွာလဲကျတို့ကြုံတွေ့ခဲ့ပြီးပြီပဲဖြစ်ပါတယ်ဒီကြားထဲမှာမြောက်လန်တိုးရဲ့ပေါ့နော်ပြန်ကျဲတောင်ခံပါဆိုတဲ့ဇော်မဲလုံးကိုယ်တိုင်ရတယ်ပြီးတော့မှနိုင်ငံသားတရင်ထောက်တွေသူတို့အနေနဲ့ဒီတက်ခုခန်းတွေဘာတွေလုံလောက်မှုမရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ကြောင်းပြချက်ပေးပြီးတော့မှပြုံခွင့်တော့မပေးဘူးဆိုတော့ကျွန်တော်ကြည့်လိုက်မယ်ဆိုတော့ဒီကောင်တွေကတရင်မောင်ဖုံးချပြီးတော့မှ ပြည်သူလူထုပေါ်မှာဆက်လက်ပြည်မှာရုံးပါမယ်ဆိုတာကျွန်တော်ခုဆွန်တွင်းနေရတာပဲဖြစ်ပါတယ်ကြာကျွန်တော်နောက်ဆုံးဗီဒီယိုတပုတ်နေတဲ့ပေါ့နော်ပြီးသူတွေငလီမေးတန်တင်ပြီးတော့မှဒုခပင်လဲဝင်နေတဲ့အချိန်မှာတချို့တွေကရှင်လောင်းလဲနေကြတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှကိုစီဘလိုမျိုးတွေပြောထားလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်အဲ့တော့ရှင်ပြုဝဲဆိုတာကဗုဒ္ဓဘာသာဝင်ပြီးနော်တားရောက်ကြတဲ့မွေးထားရင်အရွယ်ရောက်လာတာနဲ့သာသနာ့ဘဝကိုဝင်ခိုင်းတာရည်ရွယ်ချက်တည်နော်အဲသာသနာပြုပုဂ္ဂိုလ်ဖြစ်ခြင်းတယ်စွန့်တင်ကကြောင်းစေးဆိုတဲ့ပစ္စည်းလေးကဒါရိုက်တာကမှဖြစ်ခြင်းတယ် ်အဓိကတော့ဒီသာသနာမှာဘုရင်ကပြောသူသာသနာပြုပုဂ္ဂိုလ်စွန့်နေငန်းကြောင်းစစ်ဆိုပစ္စည်းလေးပါးဒါကဒါကမှဖြစ်ခြင်းနဲ့ရည်ရွယ်ချက်နဲ့ဒီရှင်ပြုပွဲကိုလုပ်ကြတယ်နော်လက်ရှိမြန်မာပြည်မှာရှင်ပြုပွဲတွေလုပ်ကြပါအခုခုနေ့ကျွန်တော်ပြသွားတဲ့ဗီဒီယိုဖိုင်တွေအချားမျိုးဆိုကျွန်တော်တို့မပြောပါဘူး။အင်း။ငလင်းတန်းကိုအဓိကခံရတဲ့မန္တလေးမြို့မှာလုပ်နေတဲ့ပွဲပါ။နော်။အဲ့တော့ဒီရှင်မျိုးပွဲစီစဉ်ထားလို့ပါကျွန်တော်တို့ဒီမှာတို့ကလောက်ရတာပါဆိုရင်လေဖြတ်လိုက်လို့ဘာဖြစ်သွားမလဲ။ရက်ရွှဲလိုက်လို့ဘာဖြစ်သွားမလဲ။ အဲ့ဒီရှင်ပြုဝဲမှာလှူနဲ့တွေးမဲ့မွေးမဲ့ပစ္စည်းတွေကိုအဲ့ဒီငလင်တန်ဒုက္ခရောက်နေတဲ့လူတွေနော်ပြီးလို့ရှိရင်နော်လာရောက်ကူညီနေတဲ့နိုင်ငံတကာတွေအဲ့ဒီလူတွေကိုတွားကျွေးလိုက်တာကပို့ပြီးတော့မမြတ်ဘူးလားပို့ပြီးတော့လက်တွေ့ကြက်ကြက်အထောက်ကူမဖြစ်ဘူးလားညမညမရှင်ပြုကြတယ်နော်အရက်မပိုင်ရှင်ပြုလို့မရဘူးအခုနောက်ပိုင်းဆိုရင်မြင်းသေးလို့ရေခဲလို့မွေးရစေးွားတွေမပိုင်ရှင်ပြုဘဲမဖြစ်ဘူးနော်ကြက်တွေဝက်တွေအကောင်ပေါင်းများများဆိုတော့တက်ကစဉ်းစားကြည့် လိုရနေတဲ့အရာကြီးဒါဖခင်ဖွင့်ပြထားတဲ့အရာမဟုတ်ဘူးဖခင်ရှင်ပြဝတ်အစတည်ရှင်သာရိပုတ္တရာကိုရောင်းတော်ရှင်ပြခိုင်းလိုက်တာနော်ချက်တော်ရရကအမွေတောင်းတဲ့အချိန်မှာရှင်သာရိပုတ္တရာရောင်းတော်ရှင်ပြပေးလိုက်ဆိုရင်ဘလို့ရှင်ပြရလဲမွေးမေးရင်နဲ့ဖခင်ကိုရှောက်ရင်နဲ့ဒီကနေစပြီးရှင်ပြဝတ်ဖြစ်လာတာဖခင်ကရောင်းတော်ကိုရှင်ပြပေးတဲ့အချိန်မှာဝက်အချိန်တရာကောင်၁၀ကောင်လည်းမပေါ်ဘူးနော်ကြက်ကြက်အချိန်တရာလည်းပေါ်မကျွေးဘူးဘာမှမလုပ်ဘူးအရက်လည်းမတိုက်ဘူးစဉ်းစားကြည့်ဒါပေမဲ့ဒီနေ့ခင်မှာရှင်ပြပွဲတော့ခေါင်းစင်တက်တယ်ဖခင်ကိုရောင်းစားတယ်ပြီးရင်ကိုလုတ်ချင်တာလုတ်ကြတယ် ။နော်အခုလက်ရှိမန္တလေးတက္ကသမြို့လုံးဖုန်ဖုန်ညံ့ညံ့ကျေပြီးတော့အကုန်လုံးအုပ်ပုံဖြစ်နေတယ်။အောက်ထဲမှာပြီပြီးတော့အော်နေတဲ့သူတွေအတန်ပြောက်ကုန်ပြီ။နော်စခိုင်းဘက်မှာဆိုရင်ကယ်ဆယ်ရေးတွေမရောက်လို့အပေါက်ကနေထွက်ကုန်ပြီ။ကယ်လို့မရဘူးထွက်နေကြတော့ပြီနေတယ်ပထမတရက်တည်းလောက်ကတော့အောက်ကနေအတန်အော်နေသေးတယ်။ခေါ်ကူညီကောင်းတဲ့အတန်ကြားနေရတယ်။ဒါပေမဲ့ထွက်နေကြတော့လက်ပြီးလက်ကြီးနေတယ်၆ပြီး၆ကြီးနေတယ်။ကိုကတော့မသိသေးဘူးဘလောက်ခံစားနေရလဲစဉ်းစားကြည့်တယ်မတွေးရစရာ။အခုဆိုအဲ့ဒီလူတွေအတန်ခွက်လာတော့ တော့ပုန်ကြီးကလည်းရင်းနေတော့မင်းရောက်လိုက်ကခွင့်မပြုဘူးအားလုံးထိတဲ့အတိုင်းသူတို့စီစစ်ချက်သူတို့စစ်ဆေးပြီးတေချာသူတို့စိတ်ကြက်တဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်ပဲခွင့်ပြုတယ်ကိုစီပြောတော့တဲ့အရာမှန်းနေနော်ဒေတာလေးစဉ်းစားကြည့်မယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီလိုမျိုးငလီမေးတဲ့အဆူဆုံးခန်းစားရတဲ့မန္တလေးမြို့ပေါ်မှာရှင်လောင်းလက်ပြတော့ပါတော့ရှင်ပြပွဲတယ်လို့နေတယ်ဆိုတာတော့ဒေတာပြောရမယ်ဆိုတော့ဒါကလုံးဝကိုအတိအမြန်မရှိတဲ့ပေါ့နော် လိုရဖြစ်ဖြစ်မှာကျွန်တော်တို့ကယ်ဆယ်ရေးအဖွဲ့တွေတောင်မှပြပနေရင်ခေါ်ထားရတာမလို့သူတို့အနေနဲ့ဘယ်လိုမျိုးအမြင်တွေရှိမလဲဆိုတာတော့ကျွန်တော်တို့ပြောဖို့ခဲ့တာဖြစ်တယ်ဆိုတော့မြို့ပပီသူတွေနဲ့အခုလိုမျိုးကျွန်တော်တို့ဘက်ကနေပြတော့မှတပီလုံးဝန်းနေပူဆွေးနေရတဲ့အချိန်မှာဝိုင်းဝန်းပူညီပြတော့မှာပေါ့နော်ကိုရဲအနေနဲ့ငလင်မေးတန်တဲ့ပြည်သူတွေကိုစာနာပြတော့မှာအလုံးဝိုင်းဝန်းစ조사တင်နေတာပဲဖြစ်တယ်မဟုတ်ဘူးဆိုတော့ကျွန်တော်တို့လည်းဒီလိုမျိုးစစ်တိုက်လို့ဆောင်မယ်ဆိုရင်တော့ပြည်သူချင်းချင်းမှာတွေ့ကြုံမှုတွေဖြစ်လာမှာဖြစ်ပြတော့မှာပေါ့နော်ကိုရဲလိုရက်က ပြည်သူတွေပေါ်ဘလောက်ထိရက်ခတ်မှုရှိစေနိုင်လဲဆိုတာကိုတွေးတောက်ဖို့လိုတာဖြစ်ပါတယ်စစ်ကောင်စီကလည်းပေါ့နော်အဲ့လိုမျိုးပြည်သူတွေချင်းချင်းမှာစေဝန်ကမှုတွေဖြစ်တာကိုလုံးဝအကြိုက်တွေးမှာဖြစ်ပြတယ်မှာခုဆိုရင်သူတို့နေနဲ့ပြည်သူတွေနဲ့တော်လိုင်းတက်ဖို့ဝင်နေကြတယ်မှာပေါ့နော်စေဝန်ကမှုတွေနဲ့သူတို့ချင်းချင်းပြန်ပြတော့မှဒီကိတ္တတာတွေလောက်အောင်အခုဆိုရင်ပြန်ပြီးတော့ကစ조사နေတာကိုကျွန်တော်တို့တွေ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့ဗီဒီယိုတွေနဲ့အခုလိုမျိုးပေါ့နော်တခဏအချိန်အတွင်းမှာ조사အောင်ဤတိခံပြီးတော့မှကိုယ့်ရဲ့အစီအစဉ်လေးတွေကိုခဏဖြောင်းဖြစ်ပြီးတော့မှဗီဒီယိုတွေရရနေနဲ့ ဝိုင်းဝန်းစူးစားလိုက်မယ်ဆိုတော့ကျွန်တော်ဒီသဘောဘေးဒဏ်ဆိုးကြီးကိုမချခင်မှာပဲကြော်ဖြတ်နိုင်မှာဖြစ်ဖြစ်မှာတော်လိုင်းရဆိုရင်လည်းအောင်ပွဲတွေရရှိလာတော့မယ်ဆိုတဲ့ကြောင့်ပြောရတဲ့ကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုကိုဒီညမှာပဲဆုံးသက်ချင်ပါတယ်။စာဆုံးကျေးရှုပေးကြတဲ့မြို့ပပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကြက်မှတ်ခြင်းနဲ့ပြည့်စုံပြီးတော့မှမြောက်လိုက်မေးပေးတာနဲ့သဘောဘေးရနဲ့မြင်းများနဲ့ကင်းဝေးကြပါစေလို့ကျွန်တော်ဒီညကလည်းဆုမကောင်းတောင်းပေးလိုက်ပါတယ်။